ဟယ်လိုအားလုံးပဲမင်္ဂလာပါခိုင်သူ channel ရဲ့ကြိုဆိုလိုက်ပါတယ်ကဲဟုတ်ပြီကျွန်တော်ဗီဒီယိုကြည့်နေတဲ့လူတွေထဲမှာဆယ်လာပိုင်းကိုကြောင်းနဲ့သွားမဲ့လူတွေပါသလားခင်ဗျနော်ပါရဆိုလို့ရှိရင်ဒီဗီဒီယိုကိုအဆုံးထိကြည့်ပါလို့ကျွန်တော်တိုက်တွန်းချင်ပါတယ်ဘာလို့လဲဆိုတော့အရင်အရေးကြီးလို့ပါဘာဖြစ်လဲဆိုတော့ကျွန်တော်ဒီမှာစကံပြောတန်တက်နေတဲ့လူတွေထဲမှာလဲဆယ်လာပိုင်း၄လပိုင်းမှာချို reject ရဲ့လူတွေရှိတယ်ဒါမှမဟုတ်လဲပေါ့နော်၄လပိုင်းမမီလိုက်လို့ဆယ်လာပိုင်းသွားမဲ့လူကြံနေတဲ့လူတွေရှိတယ်အလုံးအရေးကြီးတဲ့အတွက်တေချာလေးတတိထားပါလို့ကျွန်တော်ပြောချင်ပါတယ်။ဒါကပါလဲဆိုတော့ဆယ်လာပိုင်း ွားတဲ့လူတွေကဂျပန်မှာနီဟွန်ကိုတက်မယ်ဆိုလို့ရှိရင်နှစ်နှစ်အပြည့်တက်ရတာမဟုတ်ဘဲနဲ့တစ်နှစ်နဲ့6လပဲတက်ရပါတယ်။ဒါကဘာလဲဆိုတော့ဒီနှစ်နှစ်ပြောရလို့ရှိရင်တော့ဂျပန်မှာဆိုလို့ရှိရင်ဆမ်မစတာပေါ့နော်။ကျောင်းကစဖွင့်တဲ့ချိန်ဟာ၄လပိုင်းစဖွင့်တယ်။၄လပိုင်းစဖွင့်တယ်။ပြီးရင်တစ်နှစ်တက်တယ်။နောက်နှစ်၄လပိုင်းဆိုလို့ရှိရင်နောက်နေ့3လပိုင်းဆိုလို့ရှိရင်ဒါဆိုဆိုကီယောပေါ့เนาะចောင်းပြီးရေပေါ့အဲအဲ့မှာမှာကျွန်တော်တို့က4လပိုင်းမမီတဲ့လူတွေက10လပိုင်းကိုသွားပြီးတော့တက်ကြတယ်ဆိုတော့ဒါပါလဲဆိုတော့ တင်ရိုးကိုဖြတ်ပြီးတော့တတ်တာပေါ့နော်ပြောရရင်တော့6လနောက်ကြခံပြီးတော့ဝင်ပြီးတော့ဝင်ကျွိုင်းတာတတက်ခွဲလောက်ပဲပေါ့နော်ဒါပြောရရင်စီးပွားရေးရလည်းပါတယ်ပေါ့နော်အဲ့လိုမျိုးရှိရင်အဲ့တော့သူတို့ဘက်ကစီးပွားရေးရဗာညာထားလိုက်အဓိကကျွန်တော်တို့ကိုယ့်ဘက်ကိုကြည့်ရမယ်ဘာကြည့်ရမလဲဆိုတော့လေးလပိုင်းသွားတဲ့အကြောင်းသားတွေကပြဿနာမရှိဘူးသူတို့ကဒီတစ်နှစ်ပြီးလို့ရှိရင်နောက်တစ်နှစ်ကြောင်းတက်မှာဖြစ်ဖြစ်လုံမဲ့ဟာတစ်ခုဖြစ်ဖြစ်ပေါ့နော်သူကဂျားထဲမှာသူတို့ဂျပန်မှာနေသားကြဖို့တော့ကိုအချိန်ကြီးပို့ပြီးတော့ယူလို့ရတယ် ចောင်းလားကကြီးတက်ချင်တဲ့ရှင်ပန်းချက်ရှိရဆိုရင်ចောင်းလားကကြီးကိုပို့ပြီးတော့စုထားလို့ရတယ်ဗောနော်ပြီးတော့ဒီကဂျပန်မှာနေသားကြဖို့အတွက်ကျွန်တော်နေရာတိတစ်ခုရောက်ပြီဆိုရင်ချက်ချင်းနေသားကြပါတာမဟုတ်ကို့အမျိုးနိုင်ငံမှာမဟုတ်လားเนาะကို့အမျိုးအိမ်မှာမဟုတ်လားအဲ့တော့ဒီနေရာမှာကျွန်တော်နေသားကြဖို့အတွက်ဆိုလို့ရှိရင်အချိန်တစ်ခုပေးဖို့ပေးရတယ်เนาะနေရာမှာမဟုတ်အလုတ်အကန်ဘဲဟာမလို့ကျွန်တော်အချိန်တစ်ခုပေးဖို့ပေးရတယ်ကျွန်တော်လုံနေမှာနေသားကြွားတော့မှဒါက ဘာလဲဆိုတော့ကျွန်တော်နားလည်တာသိတာဗောနော်အဲ့တော့ဆယ်လပိုင်းသွားမဲ့လူတွေကဘာရှိလဲဆိုတော့တနည်းနဲ့6လပဲဂျပန်မှာကြောင်းတက်မဲ့အချိန်ရှိတယ်ဒါပေမဲ့ဂျပန်ရဲ့သွားတဲ့ပုံစံကကျွန်တော်နဲ့မတူကျွန်တော်မြန်မာပြည်မှာဆိုလို့ရှိရင်ကြောင်းပြီးတယ်ထားပါတော့နော်ဆယ်တန်းဖြည့်တယ်ဖြည့်ပြီးသွားလို့ရှိရင်အမှတ်စင်းထွက်တယ်အောင်စင်းထွက်တယ်အောင်စင်းထွက်ပြီးတော့မှကျွန်တော်အမှတ်စင်းတွေထွက်လာပြီဆိုတော့မှနောင်တက်မဲ့တက်ကတူကိုကျွန်တော်စီမှာရှိတဲ့အမှတ်ကိုကြည့်ပြီးတော့ကျွန်တော်ကသွားလျှောက်လာတာတက်ကတူလျှောက်မယ်ဆိုရင်ဂျပန်ကကြတော့အဲ့လိုပုံစံမဟုတ်ဘူး ဒါညီဟုံးကိုတတ်တဲ့လူတွေအတွက်ပေါ့နော်။ဘာလဲဆိုတော့ဥပမာနောက်နှစ်ကိုចောင်းကသုံးလပိုင်းပြီးမယ်ဆိုလို့ရှိရင်နောက်တက်ကတူကလည်းလေးလပိုင်းအစိုးရသူကစဖွင့်တော့မှာအဲ့တော့ဒီသုံးလပိုင်းចောင်းမပြီးခင်ကျွန်တော်က GPD အွန်လိုင်းဘတ်တွေရှိရမယ်ပတ်စံနေကြိုဆုတာရမယ်ပြီးတော့ចောင်းဝင်ခွင့်တွေကိုလေးလပိုင်းမတိုင်ခင်ဒဲမှာကျွန်တော်ကဖြေးထားရမယ်ကြိုဖြေးထားပြီးတော့မှာ အောင်မီဆိုတော့မှနောက်ကျောင်းဝင်ဖို့တော့ကိုလေးလာပြောင်းကျွန်တော်အစင်းသွားဝင်လိုက်ရမှာပြောရရင်တော့အချိန်အကန့်အသတ်ကအရန်တူတယ်အချိန်ပေးတာအရန်တူတယ်ဥပမာနော်ပေါ့နော်ဆယ်လာမင်းသွားမဲ့လူတွေကဂျပန်ရောက်တဲ့အခါကျလို့ရှိရင်နောက်နှစ်ကိုပေါ့နော်လေးလာပိုင်းမတက်လေးလာပိုင်းရောက်ပြီဆိုတာနဲ့တင့်ကိုဂျပန်စာအကြောင်းကနေမေးမယ်ဒီဆိုဆိုကြောပြီးသွားလို့ရှိရင်ဘွဲရသွားလို့ရှိရင်ဘွဲရဝိုင်းဆိုတာပေါ့နော်ဒီဂျပန်စာတင်တန်းကိုအကြောင်းကိုပြီးသွားပြီဆိုလို့ရှိရင်ဘယ်အကြောင်းကိုသွားမှလဲဆိုပြီးတင့်ကိုမေးပြီး ကျွန်တော်အဲ့ချိန်မှာကျွန်တော်ကပြောပြရမယ်ရွေးရမယ်ကြိုတင်ပြင်ဆင်ရမယ်အဲအဲ့မှာကျွန်တော်ရွေးမယ်ဆိုတဲ့အခါမှာလဲပေါ့နော်ဘာရှိလဲဆိုတော့ JPT ကဒါအရေးကြီးတဲ့အခန်းကဏ္ဍပါလာပြီဘာလို့လဲဆိုတော့9လပိုင်းမှာစောင့်ပွဲဖြီးတယ်ဘယ်အချိန်မှာလဲဆိုတော့10လပိုင်းအကုန်လောက်မှ10လပိုင်းအကုန်လောက်မှ JPT result ကထွက်တယ်ပေါ့နော်ပြောရလို့ရှိရင်တော့9လပိုင်းအစမှကြောင်းလျှောက်ဖို့အတွက်တွေကို တင်ကဆုံးဖြတ်လို့ရမှာဘလို့လဲဆိုတော့ဥမာတင်သာအန်ဒူးအောင်နာတဲ့အန်ဝန်အောင်နာရဲ့ဆိုလို့ရှိရင်ကြောင်းကောင်းကောင်းတက္ကသိုလ်ကောင်း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 ကိုရွေးတင်နေဆိုတာကိုဒါတင်ဆုံးဖြတ်လို့ရမယ်ပေါ့နော်အဲ့ဒီအချိန်မှာခုနလပိုင်းမှာတင်ကမအောင်နာဘူးဆိုလို့ရှိရင်ပေါ့နော်ဥမာဒီဆယ်လပိုင်းအတုံးနဲ့သွားတယ်ဆနလပိုင်းမှာဒါရောက်ချင်းဆိုရင်တော့ကျွန်တော်ထင်တော့ပေါ့နော်ဥမာ N4 အောင်နဲ့သွားတယ်ဗျာနော်ဆနလပိုင်းမှာဟာလာတင်က N3 ကိုအောင်နိုင်မလားကျွန်တော်ထင်တော့မအောင်နိုင်ဘူးထင်တာပဲပေါ့နော်ဆယ်လာပိုင်းရောက်တယ်အလုပ်လုပ်တာဘာညာနေပေါ့နော်မြန်မာပြည်မှာတည်းကဒါ N3 အောင်သွားတဲ့လူတော်မှ12လပိုင်းမှာ N2 အောင်ဖို့တဖြစ်နိုင်လားဆိုတော့မဖြစ်နိုင်နော်အဲ့တော့ဘယ်ကိုသွားမလဲဆိုတော့ဆယ်လပိုင်းသမားတွေက N2 အနည်းဆုံးအောင်ဖို့တော့ကိုနောက်နှစ်9လပိုင်းကိုသွားတယ်နော်9လပိုင်းမှာမှအကယ်၍တင်တာ N2 အောင်ခဲ့သည်ရှိတော့ N1 အောင်ခဲ့ရှိတော့အဆင်ပြေတယ်အဲ့လိုမှမဟုတ်ဘဲနဲ့ ခုနလပိုင်းမှာအန်ဒူးကြွားတယ်ဆိုလို့ရှိရင် N1 ကြွားတယ်ဆိုဘာဖြစ်လဲဆိုတော့လာမယ့်12လပိုင်းမှာတင်ဖြည့်လို့ရှိရင်ကြောင်းလျှောက်ဖို့အတွက်ကမမီတော့ဘူးမမီဖို့အတွက်ယာကိုင်းတော့အလွန်များတယ်ဘာလို့လဲဆိုတော့12လပိုင်းအောင်နေဆိုလို့ရှိရင်ဒါ1လပိုင်းအကုန်2လပိုင်းမှာမှ2လပိုင်းအကုန်လောက်မှတင်ရအောက်လက်ဘက်ကိုရပါအဲ့တော့3လပိုင်း1လရဲ့အတွင်းကိုတင်ကြောင်းလျှောက်ဖို့အတွက်ဆိုလို့ရှိရင်အချင်းကအရန်ကတ်သွားပြီကြိုတင်ပြေစီဖို့အတွက်ပေါ့နော်ဘာဖြစ်လဲဆိုတော့သူတို့ကဒီ3လပိုင်းအတွင်းမှာ ဝင်ခွင့်ဆောင်ပွဲတွေဖြည့်ဖို့သူတို့က run ကြတာဆိုတော့ပေါ့နော်အဲ့တော့တင်ရတာအောင်လမ်းမကိုတေးချာ social media ကြိုပြီးတော့ပေါ့နော် and 2တွေ and 1တွေအောင်နိုင်ဆိုလို့ရှိရင်တင်လိုချင်တဲ့အကြောင်းကိုဒီကြောင်ကဝင်ခွင့်မှာပါနေမိတာလေပြောလို့ရှိရင်တော့တက်တူသွားခြင်းနဲ့ဆိုလို့ရှိရင် EJU နဲ့ပတ်သက်တာတွေဒီကြိုပြီးလေ့လာထားလို့ရတယ်။တင်တာခုနလပိုင်းမှာ and 2တို့ and 1တို့အောင်နိုင်ဆိုရင်တင်ကြိုတင်ပြီးတော့တင်ရှေ့ဆက်မဲ့ Salmon Gakko တို့ပေါ့နော်အတမူဝန်ကြောင့်ကြောင်းတို့ diploma တို့ဟာလာဒါမှမဟုတ်လေတက်တူတို့တင်ကြိုပြီးတော့စဉ်းစားဆုံးဖြတ်ထားလို့ရတယ်။အဲ့လိုမဟုတ်မနဲ့အချိန်ကအရန်ကတ်တယ် ကတ်တယ်ဆိုလို့ရှိရင်တော့ပြောရရင်တော့အချိန်အရင်ကတ်ပါလောက်တယ်ဆိုရင်ကြိုက်ကြိုက်နေပေါ့နော်ကဘူးရှိလို့ဖြစ်လိမ့်မယ်ဒါကတော့တော်တော်လေးကိုသတိထားရမယ်အဲ့တော့လေးလပိုင်းမှတက္ကသိုလ်ကျွန်တော်ရွေးမယ်ဆိုလို့ရှိရင်ဒီ၃လပိုင်းအတွင်းမှာအောင်အောင်လာရမယ်ပြီးတော့တက္ကသိုလ်တွေရဲ့ရွေးချယ်တဲ့ပုံစံကလည်းအထာရရှိတယ်ဥပမာပေါ့နော်ဒီတက္ကသိုလ်ကျောင်းမှာလူအယောက်100ခန့်ပဲဒါပေမဲ့ဝင်ခွင့်လျှောက်တဲ့လူကအယောက်150ရှိရယ်ဆိုရင်တို့ကအတော်ဆုံးအယောက်100ကိုပဲရွေးပြီးတော့အအောင်ပေးလိုက်တာအ ဥမာပေါ့နော်အခုကိုရီးယားဆောင်းပွဲဆိုသူတို့ကြားဖို့မလားမသိဘူးပေါ့နော် နောက်ဆုံးဆဲဖို့မေးတယ်ဆိုလို့ရှိရင်နော်ဟိုပြရင်အပုတ်တရားမေးတယ်ဆိုလို့ရှိရင်တပုတ်ပဲမှာခွေရှိဘာဖြစ်လို့ဆိုဖြေတဲ့လူတွေကအယမ်းများလို့အဲ့တော့69ပုတ်မှန်တဲ့လူအထိပဲသူတို့အအောင်ယူတယ်ကျန်တဲ့နှစ်ပုတ်မှားတဲ့လူတွေဆိုလို့ရှိရင်ဒါအအောင်မပြီးတော့ဘောနောပြောလို့ရှိရင်သူတို့အဓိကဘာလဲဆိုတော့သူတို့အကောင်းဆုံးလူပဲလိုချင်တာပေါ့နော်သူတို့ရွေးချယ်တဲ့ပုံစံအဲ့တော့တေကိုတန်းကလည်းသွားဖို့အတွက်စင်နာရာရှိရဆိုရင်ဥမာတက္ကသိုလ်ဝင်မယ် ဒီတက်တူဟာလာ n1 အောင်တဲ့လူတွေပဲရွေးခေါ်မယ်ဆိုလို့ရှိရင်သိကြတယ်တင် n2 နဲ့ဆိုရင်တင်အဆင်ပြေတော့ဘူးဒါမှမဟုတ်တင်က n2 တော့အောင်တာနဲ့ဒီတက်တူဝင်ဖြစ်မယ်ဆိုရင်တင်မှာအရေးရှင်းရှိနေရမယ်ဝင်ဝင်ဆောင်ဝင်ဖြစ်ဖို့တက်ဖို့เนาะပြီးတော့ဒီကိုတက်မဲ့အကြောင်းကိုကျွန်တော် ဒီ日本語学校မှာဗားရရှိတယ်ဆိုတော့ဆွေးနွေးရမယ့်လူတွေရှိတယ်ဆွေးနွေးရမယ့်ဆရာဆရာမတွေရှိတယ်ဗောနော်အဲ့ဆရာမတွေကသင်ရဲ့ကျောင်းအမှတ်စီရင်ကျောင်းမှာ activity လောက်ဆောင်မှုကျောက်ခေါ်ခြင်းဒါတွေကိုကြည့်ပြီးတော့ဆရာမနဲ့ဆွေးနွေးတိုင်ပင်ရပါဆရာမကဥမာအမှတ်ကတိတ်မကောင်းဘူးကျောက်ခေါ်ခြင်းတိတ်မကောင်းဘူးစာပွဲတွေမအောင်သေးဘူးဆိုရင်ဒီကျောင်းကိုသွားသင်တယ်ဒီကျောင်းဆိုလို့ရှိရင်တော့ဝင်ဝင်ဖြစ်ရင်ခက်လိမ့်မယ်လို့ဒါသူတို့အကြံပေးလိမ့်မယ်နားထောင်ရမယ်ဗောနော်အဓိကကသင်လိုချင်တဲ့ကျောင်းသင်ရွေးချယ်ရတဲ့ကျောင်းကိုသွားခြင်းနဲ့ဆိုလို့ရှိရင်တော့စောရီးတွေကကြိုပြီးတော့ပြင်ဆင်ထားပါ ပြောရလို့ရှိရင်တော့လေးလပိုင်းသွားတဲ့ចောင်းသားတွေကတော့အချိန်နှစ်နှစ်အပြည့်ရတာပေါ့လေနော်နှစ်နှစ်အပြည့်ရတော့သူတို့မှဟလာဇယ်လပိုင်းသွားတဲ့လူတွေထက်ကို6လပေါ့နော်6လလောက်စောပြီးတော့ပတ်တိုင်းလုပ်တွေရှားနိုင်နေပေါ့နော်ပြီးတော့အလုံးမှနေသားကြအောင်ပြောရရင်ចောင်းရွေးပုံရွေးနေပေါ့နော်အခုများသောအားဖြင့်ကတော်တော်များများဘာဖြစ်လဲဆိုတော့ဂျပန်သွားဖို့အတွက်ဆိုလို့ရှိရင် data တွေကြိုမစုတာဘောနော်အဓိကငါတို့ရောက်သွားဖို့အရေးကြီးတယ်ဟိုရောက်မှငါတို့ဆက်ပြီးတော့လေ့လာမယ်ဆိုတဲ့ပုံစံညီများတယ် ကြိုတင်ပြင်ဆင်မှုအားကောင်းတဲ့လူတွေကလမ်းကြောင်းမှန်တယ်ကြိုတင်ပြင်ဆင်မှုအားမကောင်းတဲ့လူတွေကဟိုရောက်သွားလို့ရှိရင်သူများနောက်တွေပါပါကြရောပေါ့နော်သူများရွေးချယ်တဲ့လမ်းနောက်ကိုလိုက်သွားကြတော့ဒါကတော့ဘယ်လမ်းကြောင်းလဲဆိုတော့ကျွန်တော်သိမှမပြောချင်ဘူးပေါ့နော်အဲ့ဘက်တွေရောက်သွားတတ်ကြတယ်အဲ့လိုမျိုးမဖြစ်အောင်မလုပ်ရမယ်ဆိုတော့ကြိုတင်ပြင်ဆင်ပါရည်ရွယ်ချက်ခိုင်ခိုင်မာမာနဲ့ကိုသွားကျင်တဲ့လမ်းကြောင်းကိုဖျောက်ဖျောက်တန်းတန်းသွားပါနော်သွားကျင်တဲ့လမ်းကြောင်းမှာလည်းအခက်အခဲတွေကတေးကြတယ်ရှိမှာပဲအဲ့တော့အဓိကကြိုတင်ပြင်ဆင်ပါ ပြီးတော့ချိန်လာပိုင်းသွားမဲ့လူတွေကဘာကြုံအောင်မလဲဆိုတော့ចောင်းလကောက်ရှာရတော့မယ်ចောင်းလကရှာရတော့မယ်ဒါကဘာလဲဆိုတော့လေးလာပိုင်းလာတဲ့ចောင်းသားတွေကရှာဖို့တော့ကိုပတ်စံရှာဖို့အတွက်ကိုအချိန်ပိုရတယ်ဥမာဘာလဲဆိုတော့ဂျပန်စာတင်နှန်းចောင်းရဲ့ចောင်းလကနေတယ်တလောက်ကို6000 6000လောက်ပုံမှန်လစဉ်6000လောက်ပုံမှန်စုပါလို့ရှိရင်ဂျပန်စာចောင်းကចောင်းလကအလျင်မြည်တယ် ဒါတော့မှကျောင်းလာကသွေးငန်နေကြလို့ရှိရင်เนาะဂျပန်စာတင်တန်းကျောင်းဆိုတာဒါလာကအနေလုံးကျောင်းတော်မှပတ်စံမစုပြည့်သေးဘူးပြောရလို့ရှိရင်ပတ်စံကျောင်းလာကသွေးဖို့တော့ပတ်စံခက်ခဲနဲ့စုနေရတယ်ဆိုလို့ရှိရင်ဆယ်လာပိုင်းသွားမဲ့လူတွေကလေးလာပိုင်းတက်မဲ့ဆမ်မွန်ကတ်ကိုတို့ဒိုင်ကာကူတို့ဆိုလို့ရှိရင်ကျောင်းလာကပြိုများတယ် ဥမာပေါ့နော်တချို့ကွန်ပျူတာကြောင်းတို့ကားကြောင်းတို့ဆိုလို့ရှိရင်140လောက်ရှိတယ်ပေါ့နော်ဒါအခုငွေကြေးနဲ့ပြောရမယ်ဆိုရင်တစ်နှစ်စာတည်းဟုတ်ပဲ350လောက်ရှိတယ်အဲ့တော့ဟာမင်း350ကွာငါတို့လည်းဂျပန်သွားတဲ့အချိန်မှာ340 450ကုန်တာပဲဆိုရင်ပထမတစ်နှစ်မို့လို့ကျောင်းဝင်တဲ့ဇီးိတ်တီးပြီးတော့အဆောင်ကားတွေပါပါနေလို့အဲ့လောက်ထိကိုသွားတာဒုတိယတစ်နှစ်စာအတွက်ဆိုရင်အဲ့လောက်မကြတော့ဘာဖြစ်လို့ဆိုတော့ကျောင်းဝင်ငွေကြေးတွေဘိုင်းညာတွေပေါ့နော်အဲ့ဒါတွေကပြီးသွားပြီဒုတိယနှစ်မှာပတ်စံက350လောက်မကုန်မကုန်ဆိုတာဘာမှမကုန်လဲဆိုတော့အဲ့ဒီ ဒုတိယနှစ်ညွန်ကိုကကိုရဲ့ကျောင်းလာကအဲ့လောက်မကုန်။ဒါပေမဲ့ဗမာပြန်ကုန်လဲဆိုတော့တက္ကသိုလ်ဆမ်မုတ်ကကိုဆက်ဆံရင်ပြန်ဝင်မဲ့ချိန်မှာကုနာလို့ပဲပတ်စံအလုံးကြီးအများကြီးပေးရတာ။အဲ့ဒီအများကြီးပေးဖို့တက်ပတ်စံကိုဘယ်လိုစုမလဲဆိုရင်မိပစီကပြန်တောင်းရင်လည်းပြဿနာတော့မရှိဘူးပေါ့ဗျာ။ဒါပေမဲ့သေးကြပါတယ်ဘယ်ကျောင်းသားမှပြန်မတောင်းကြပါဘူး။ဂျပန်ရောက်လို့ရှိရင်ကိုယ့်အနေကိုဖြည့်ရှင်းကြတာပေါ့နော်။ဘယ်လိုဖြည့်ရှင်းလဲဆိုတာတော့ကျွန်တော်နောက်ဗီဒီယိုမှာကျွန်တော်ပြောပြပေးပါမယ်။အဲ့တော့ဆယ်လာမဲသွားမဲ့ကျောင်းသားတွေကတစ်နှစ်ခွဲပဲ တ်ဆန်ကိုစုချိန်ရှိတယ်ကျောင်းလာကောင်စုချိန်ရှိတယ်ပြီးတော့ကျောင်းမမှန်တက်ကမယ်ဂျပန်စာကို N2 တွေ N1 တွေအောင်နာတင်တယ်အဲ့ဒါမှအဆင်ပြေလိမ့်မယ်မဟုတ်ဘူးဆိုလို့ရှိရင်သူများတွေ၄လပိုင်းတမားတွေ၆လအချိန်ပိုရသလိုတင်တို့မှာ၆လအစားအချိန်ပိုမရတာဖြစ်တဲ့အတွက်၁၀လပိုင်းရောက်တဲ့အချိန်မှာအလုံးမှာနေသားကြအောင်ဘာညာကြီးတင်လုပ်ကြတယ်ဘောနော်အဲ့လိုတွေဖြစ်တဲ့အခါမှာနောက်ကျောင်းရွေးဖို့တက်ကိုအခက်အခဲတွေဖြစ်လာနိုင်တာတွေရှိတယ်အဲ့တော့မတော်ခင် ြိုတင်ပြင်ဆင်ပါဘာတွေကြိုတင်ပြင်ဆင်ရမလဲရောက်တာနဲ့အချိန်ပိုင်းအလို့ဝင်နိုင်အောင်ရောက်တာနဲ့အန်တူးတွေဝင်ပြေးနိုင်အောင်စာတွေစူးစမ်းပြီးတော့လေ့ကျင့်ရမယ်ဟိုရောက်လို့ရှိရင်ကိုယ့်ဘက်ကကြိုတင်ပြင်ဆင်ထားတယ်အစဉ်သင့်ဖြစ်နေတယ်လမ်းကြောင်းထဲဝင်သွားပြီဆိုလို့ရှိရင်ဒါအစဉ်ပြေးသွားလိမ့်မယ်မဟုတ်ဘူးဆိုလို့ရှိရင်တော့အခက်ခဲတွေအနေချင်းဒါမှမဟုတ်လေများများဆဆတွေ့ကောင်းတွေ့နိုင်ပါတယ်အဲဒါဆယ်လာပိုင်းသွားမဲ့အကြောင်းသားတွေကျွန်တော်ဒီဗီဒီယိုကြည့်နေရဆိုလို့ရှိရင် ဂျပန်စာကိုတေးချလေးပြင်ဆင်ပါဂျပန်စာကောင်းနေဆိုလို့ရှိရင်ပတ်တိုင်းသွားရှာတဲ့အခါကျရင်အလုပ်ကိုတေးချကြလိမ့်မယ်ပေါ့နော်အဲ့လိုမှမဟုတ်ဘူးဆိုလို့ရှိရင်ကျွန်တော်ကြောင်းလာကတွေမစုနိုင်ဂျပန်စာအရေးချင်းတွေမပြည့်တဲ့အခါကျရင်ကျွန်တော်တို့မျော်မှန်းထားတဲ့လမ်းကြောင်းတွေလွဲသွားနိုင်တယ်တက္ကသိုလ်တက်မယ်ဆိုရဲလမ်းကြောင်းတွေဟလာပြီးတော့ဒီပလိုမာတက်မယ်ဆိုရဲလမ်းကြောင်းတွေလွဲသွားနိုင်တယ်ဒါကကျွန်တော်ဘာလို့ဒီဗီဒီယိုမှာပြောရလဲဆိုတော့ကျွန်တော်ခင်နေမတူတော့ဘူးကျွန်တော်ခင်တော့ကျွန်တော်တို့ကဘွဲရပြီးမှဂျပန်သွားတာဘွဲရပြီးသွားပြီပေါ့နော် ါပေမဲ့ကျွန်တော်ဗီဒီယိုကြည့်နေတွေ့တယ်ပါလားဒါတက္ကသိုလ်မပြီးသေးတဲ့လူတွေအကြောင်းတစ်ပိုင်းတစားနဲ့ဂျပန်သွားဖို့ပြင်ဆင်နေတဲ့လူတွေအများကြီးရှိမှာပဲအဲ့တော့ဂျပန်မှာရောက်တဲ့အခါကျရင်ပွဲလေးတစ်ခုတော့ရအောင်ယူရပါလို့ကျွန်တော်ပြောချင်ပါတယ်နောက်ဗီဒီယိုမှာကျွန်တော်ဘာတွေလမ်းလွဲသွားနိုင်လဲဆိုတာကိုကျွန်တော်ပြပြပေးပါမယ် speaking တက်ချင်တယ်ဆိုလို့ရှိရင်လာစင်တာနဲ့တန်းခွဲရရှိပါတယ်ကျွန်တော်ရဲ့ Facebook မှာဖြစ်ဖြစ် Telegram မှာဖြစ်ဖြစ် မေးရလို့ရပါတယ်ကျွန်တော်ရဲ့ဗီဒီယိုတိုင်း description အောက်မှာလည်း Telegram link ရှိတယ် Facebook link ရှိပါတယ်ဝင်ပြီးတော့အချိန်မီစာပို့ထားပြီးတော့ဆက်သွယ်ဆုံတန်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ Telegram နေပြီးတော့မေးမြန်းနေဆိုလို့ရှိရင်ကျွန်တော် reply ပြန်တာပို့ပြီးတော့မြင်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာတည်ချင်တာရှိရင်မေးခဲ့ပြီးလို့ရပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြပါဗျာ bye bye